ောနော်သူတကြီးရွယ်တွေကလေးတွေသူတို့ကိုပင်ဆောင်မိခင်တွေဟိုဒါကဲထုတ်ပေးပါတဲ့ကဲထုတ်ပေးပါတဲ့အဲ့ဒီအကျံဖက်တွေနဲ့တူတွေကိုတွေချမှာပါတဲ့တူတွေကိုတွေတိုက်ပါမယ်တဲ့နော်အဲ့တော့ဒါလောက်ခံယူချက်ကောင်းပြီဆိုကြရဲအဲ့မှာရှိတဲ့စေသားတွေရဲတွေရတဲ့စိတ်ဓာတ်ကတကယ်ပြင်းထန်တဲ့လူတွေပါဘာလို့ ਆ လဲဆိုရင်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါနော်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါသောသောကငကပတ်တောင်နေဘာတောင်နေမှာကသူတို့ခြေကုပ်ပြီးမှနေရာယူထားတယ်။အဲဒီနေရာတွေကိုဘာလုပ်ရမှာလဲ ဘာလို့ရမှာလဲဒါပဲပေါ့အကြည့်ရတော့เนาะဘာလို့ရမှာလဲပေါ့เนาะအဲ့တော့ဦးစင်းတော့ကလည်းအရှိကိုအရှိအတိုင်းပဲပြောတာပါဗျာဗဒစိတ်ပဲတခါလေကြတော့လူကြီးတွေကဒီလိုအမှန်တရားတွေပြောရင်မကြိုက်ဘူးဗျာအလုံးပဲမင်းလာပါဒီကနေ့မှာတော့အထက်ကအဖရီမကယ်ရင်စီဖြူကုန်းရွာကပြူစောတိတွေတေးပွဲရပဲရှိတော့တယ်လို့ပောက်ကိုတော်ပြောလာသည်မို့အဆုံးထိနားစင်ဝေပန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါဗျာဒီနေ့က28ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာ ဒီနေ့ဦးစင်းဘာပြောချင်တာလဲဆိုပြီးစကိုင်းတိုင်းဇီဘူကုံဇီဘူကုံရွာရဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဗျာနော်ဇီဘူကုံတရားကအရှင်ဖရာရဲ့တပည့်တော်ပလဲကဘကဘသူဘသူပေါ့နော်ပလဲမျိုးနယ်ကဇီဘူကုံရွာအကြောင်းလေးပြောချင်လို့ပါဗျာတဲ့ဖုံးခေါ်လို့လည်းမရဘူးစာပို့လိုက်လို့အစင်ပြေလားဖရာတဲ့အဲ့တော့ဇီဘူကုံရွာကိုတဲ့ PLA အဖွဲ့ကကောင်တွေက18ရက်နေပါ18ရဲ့နေပါနေတိုင်းကိုတော်ဘုံဒုံမီ မီပေါ့ချနေရဖျားတဲ့မီးလောင်ပုံးတွေပေါ့နော်ပါလို့ရွာရဲ့တုံးချိုးတချိုးပဲကြံပါတော့တယ်ဖျားတဲ့ဒီနေ့ဆိုရင်ဆေးဖြန်းပုံးတွေပါချလို့ရွာထဲကတက်ကြီးရော်တွေကိုဝင်ဆောင်မျိုးတမီးတွေမူပြီးအံ့ကြပါတယ်ဖျားတဲ့လုံးမီတေးကလည်းအစီအုပ်တရာလောက်ရှိတာကိုတဲ့တရာလောက်ရှိတာကိုပေါ့နော် အာဒီအုပ်တောင်လောက်ရှိတာကိုတော့ဖောက်ဝင်ပါတယ်ဖရားတဲ့မြေကြီးပေါ်ကြရင်တဲ့တပေကျော်လောက်ကိုနေပြီး120ဘုံဒီအမျိုးသားတွေနဲ့ပါချတာပါဖရားတဲ့အဲ့ဒီချိန်ရွာပတ်လည်းမလဲတဲ့ပြစ်ချင်းတွေတုတ်ကွနေပြစ်ချင်းတုတ်ချင်းတွေတူပြီးချင်းကပ်နေကြတာပါဖရားတဲ့ရောက်ရှိနေတဲ့စစ်ကြောင်းကလည်းအဲ့ဒီဖက်ကမတိုးနိုင်ဘူးဖေရတဲ့ရန်သူအရန်ကပလဲပဓာတ်တွေမပါတော့မှ9000ကျော်မှရှိနေပါတယ်ဗျနောက်ထပ်စစ်ကူထပ်ဖို့နိုင်ထပ်ဖို့နိုင်ရင်ပေးနိုင်မပေးနိုင်ရင်ပေါ့နော် အမတီရွာဇိဘူကုံရွာအနောက်ဘက်မှာငကမတောင်ရောကျော်ဆိုတာရှိပါတယ်ဗျာတဲ့အဲ့ဒီတောင်ခြေတွေမှာပေါ့အဓိကအခိုင်အမာနေရာယူပြီးနေထိုင်ရတယ်ပေါ့နော်ရန်သူတွေကတကြောလုံးကိုပေါ့နော်တကြောလုံးကိုပေါ့ဗျာဘလို့ဘလို့ပေါ့နော်မြေမြေမှာမရှိရှိတာနဲ့ရင်ဆိုင်လုံနေရတာကိုအထက်ကအပြစ်ပြောပဲလုံနေကြတယ်ဗျာတဲ့တကယ်တော့လက်နဲ့တွေကတပည့်တော်တို့အရင်တုန်းကတိုက်စစ်ဖွင့်ခဲ့တုန်းကထက်နော်ထားပါလားအဲ့တော့ကဲတော့စခန်းလည်းအဲ့လိုဖြစ်တဲ့ခါဗျာတဲ့မြေမြေမှာတက်ရောရဲရောက စိတ်တက်ခံယူချက်တွေကကောင်းကြပါတယ်ဖေရတဲ့မတက်တာလို့သာစုပ်ပေးလိုက်ရတာပါဖေရတဲ့အဲ့ဒီနေရာတွေလည်းစုပ်ပြတ်နေပါပြီတဲ့အထက်ကပြန်ရဖို့ပဲတွင်အားပေးခိုင်းနေစစ်တဲ့တွေကိုတော်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 လေးထိခိုက်တယ်ပေါ့ဗျာရန်သူကိုအရန်ထင်သေးကြတယ်ပေါ့နော်ဒီအထက်ကလူကြီးတွေရပေါ့နော်အပေါ်ကနေပဲခိုင်းကြတယ်ရန်သူရန်ထင်သေးကြတယ်ပေါ့ဒီဒီဘက်နဲ့တပြိုတော်စီကိုပေါ့နေပြီးစေချောင်းထိုးပြီးရှင်းနိုင်မှလားအဆင်ပြေလိုက်ပဲဖေရတဲ့အဓိကတော့နောက်ထပ်စစ်ကူလည်းပလဲမျိုးကနေစေချောင်းထိုးလှုပ်ရှားစေခြင်းနဲ့ပေါ့နော်ဒါကတော့ ်။ဦးစင်းကတော့ပြောလိုက်ပါတယ်မနေ့တေချာပြောပေးပါမယ်တကတော့တဲ့အတိုင်းမှုစီလဲဦးစင်းပို့ထားပါတယ်လို့ပြန်ရေးလိုက်တယ်။တပည့်တော်တို့လည်းတရင်ပို့တရင်ပို့ထားပါတယ်ဖျားတဲ့ဇီဝကုံရွာသားတွေကတပည့်တော်ကိုဖုတ်ဆက်ပြီးကလေးတွေကိုဝင်ကိုဝင်ဆောင်တဲ့အမျိုးသမီးတွေတကြီးပြေဦးတွေကိုဒါကဲထုတ်ပေးပါတဲ့ပြည်သူစစ်တွေကတူတီကိုတီချပါမယ်တဲ့ပြောချင်တာကသူ့ကုံရွာကနေတင်တဲ့ဒါတော့မိလောင်ပုံတွေချတယ်ဒီဆေးဖြန်းတဲ့ငူးကြိုက်ပြီးမှဒီက ဓာတ်ထုဓာတ်ထုပေဒဆေးတွေပေါ့အပေါ်မှာနေဖြန်ချတယ်ပေါ့နော်ဒါဒီဒီဒီ PDF ဗရက်တွေအကျန်းဖက်တွေ DDN ဟွာတွေအတူတူအကျန်းဖက်တွေပေါ့ဗျအကျန်းဖက်တွေချတယ်ချတယ်အဲ့မှာတကြီးရွယ်ဦးတွေတကြီးတဲ့ကိုဝင်ဆောင်မိကယ်တွေကပြုတ်အံပြီးမှနေရတယ်တဲ့အဲ့တော့ဇူးကုံရွာကပြည်သူစစ်တွေရွာလူရွာသားတွေချို့ကတော့တိုင်းမျိုးကိုငိမ့်ချမ်းစေခြင်းနဲ့ပြည်သူတွေကဘာပြောလဲဆိုရှင်ပြရတယ်ဟောနော်သူတကြီးရွယ်ဦးတွေကလေးတွေသူတို့ကိုဝင်ဆောင်မိခင်တွေကကဲထုတ်ပေးပါတဲ့ကဲထုတ်ပေးပါတဲ့ အဲ့ဒီအကြမ်းဖက်တွေနဲ့လူတွေကိုတွေချမှာပါတဲ့လူတွေကိုတွေတိုက်ပါမယ်တဲ့နော်အဲ့တော့ဒါတော့ခံယူချက်ကောင်းပြီဆိုကြရဲအဲ့မှာရှိတဲ့စေသားတွေရဲတွေရတဲ့စိတ်ဓာတ်ကတကယ်ပြင်းထန်တဲ့လူတွေပါဘာလို့ ਆ လဲဆိုရင်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါနော်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါသို့သော်ကငကပတ်တောင်နေဘာတောင်နေမှာကသူတို့ခြေကုပ်ပြီးမှနေရာယူထားတယ်အဲ့ဒီနေရာတွေကိုဘာလုပ်ရမှာလဲဘာလုပ်ရမှာလဲဒါပဲပေါ့အကြီးရတော့နော်ဘာလုပ်ရမှာလဲပေါ့နော် အဲ့တော့ဦးဇင်းတို့ကလည်းအရှိကိုအရှိတိုင်းပဲပြောတာပါဗျာဗဇတ်စိပဲတခါတလေကြတော့လူကြီးတွေကဒီလိုအမှန်တရားတွေပြောရင်မကြိုက်ဘူးဗျာမကြိုက်ဘူးမကြိုက်ဘူး။ဟောအထက်ကလူကြီးတွေတိတော်မောင်လူတို့တွေကတေလောက်အောင်ကြောက်တယ်ဗျာနော်ဦးဇင်းတို့ကလည်းခင်ဗျားတို့ကဒီတဲ့င်းတွေမတည်ဘူးလားတိရတိတိကြီးနဲ့ခင်ဗျားတို့ကလည်းနေနေကြတာမတည်ဘူးလားဆိုတိကြတာပဲဒီနေရာမှာဘလူတွေဘသူဘာရှိရဲဆိုတော့ခင်ဗျားတို့လည်းတိတယ်အဲ့တော့ဦးဇင်းတို့ကပြောလိုက်လို့ရှိရင်လည်းခင်ဗျားတို့ကကျွတ်တူကိုအပြစ်ပြောအောင်မယ်ကျွတ်တူကမပြောပြရင်လည်းအောက်ကအောက်ခြေတွေကမတည်ဘူးနော်အောက်ခြေတွေကမတည်ဘူး အဲ့တော့ဦးဇင်းတို့ကအထက်ကနတ်သက်ကတာဝန်ရှိပုဂ္ဂိုလ်လူကြီးကြီးတိအောင်ပြောရမှာမပြောရင်လည်းခင်ဗျားတို့အဆင်အဆင်လိမ့်နေကြတာအဲ့လိုအဆင်အဆင်လိမ့်နေလို့အဆင်အဆင်ညာနေလို့စစ်တိုက်တိုင်းလဲနော်စစ်တိုက်တိုင်းလဲအောက်ကလူကြီးခံနေရတာအဲ့တော့အဆင်အဆင်လိမ့်လို့မရအောင်အဆင်အဆင်ညာလို့မရအောင်ရှေ့လျှောက်ပြီးမှဦးဇင်းတို့စစ်မြေပြေကပို့တဲ့ပြည်သူပြည်သူတွေရဲ့နော် တမရောအရာရှိတွေရဲ့အတန်တွေရဲတွေရဲ့အတန်တွေပြည်သူတွေရဲ့အတန်တွေကိုရှေ့လျှောက်ပြီးမှလည်းပြောသွားမှာနော်ပုံကတော့ခံမလာခံရောကြားမလာကြားရောဆိုတဲ့အတွင်းတွေပဲဥစဉ်တော့ပြောရမှာပါဗျအားလုံးတော်ပါပြီဗျစကိုင်းမြို့နယ်တွင်အင်ဂျီ600ခန့်ရှိသောမင်းကွန်းရွာတောင်ကိုစစ်တပ်ကရွာလုံးကျုပ်မိရှုဖြစ်စီမြို့နယ်အရှိပိုင်းသို့စစ်တပ်ကတိုက်လေရင်ဖြင့်ဘုံကျဲစကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းရွာတောင်အနီးတွင်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကမင်းကွန်းကျေးရွာကို ရွာလုံးကျုပ်မိရှုဖြစ်စည်းခဲ့ကြောင်းဒေတာတွင်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ဇွန်လ29ရက်နေ့တွင်မင်းကိုရွာ၌အကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားသောကြောင့်အကြမ်းဖက်စစ်တပ်ကမင်းကိုရွာတောင်ကျေးရွာတွင်ရှိ နေအိမ်များကိုမိရှုဖြစ်စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည် အကျန်းဖတ်စစ်တပ်ကမင်းကုန်းမြောက်ရွာကိုမက်လာပိုင်းမှာစတင်၍အင်အားအလုံးအင်းဖြင့်စစ်ကြောင်းထိုးဝင်ရောက်စီးနင်းရန်လှုံ့ဆော်ခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်နေခြင်းကြောင့်ရှာယောင်ရွာကင်းရွာနှင့်ချောင်းမကြီးရွာတို့တွင်သာအထိုင်ချတက်ဆွဲထားရခြင်းဖြစ်ကြောင်းသိရှိရသည် မင်းကုံမြောက်ရွာကိုစစ်ကြောင်းထိုးနေတာလေးလလောက်ရှိနေပြီတိုက်ပွဲကနေတိုင်းဖြစ်နေတာသူတို့တိုးမရဘူးအဲ့လိုတိုးမရလို့ရှားယောင်းကင်းချောင်းမကြီးရွာတွေဘက်မှာပဲသူတို့တိုးထိုင်နေတာအင်အားကအလုံးရင်းနဲ့ကိုစစ်ကြောင်းကထိုးနေတာတော်လန်ရေးတပ်တွေကဝင်တိုက်တော့အထိနာလို့ရွာကိုရှို့တာဟုဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုသည်စကိုင်းမြို့နယ်မင်းကုံတောင်ရွာတွင်အင်ဂျီ600ခန့်ရှိကိုအကြမ်းဖက်စစ်တပ်ကဇွန်28ရက်နေ့တွင်ရွာလုံးကျွနီးပါးမိရှုဖျက်ကစီးလိုက်ခြင်းဖြစ်ကြောင်းသိရှိရသည် မင်းကုံတောင်ရွာကိုမိရှုဖြစ်စီသော အကျန်းဖက်စစ်တပ်စစ်ကြောင်းတွင် ပြူစောတိမြအများဆုံးပါဝင်ပြီးအင်အား900ခန့်ရှိကြောင်းစစ်ကြောင်းအတွင်လိုက်ပါလာသော ပြူစောတိမြကပြည်သူပိုင်းနေအိမ်များတွင်ရှိပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလူရပြီး ပြည်သူများကိုလိုက်လံပစ်ခတ်ဖမ်းဆီးနေခြင်းကြောင့်ထောင်နှင့်ချီသော ပြည်သူများသည်ဘေးလွရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ထို့ပြင်ယနေ့ဇွန်လ28ရက်နေ့နနက်7:44မိနစ်အချိန်စကိုင်းမြို့နယ်အရှိချမ်းတို့လည်းတရားဥပဒေတမမှ35ရဟတ်ရင်တစည်းဖြင့်ပစ်ခတ်တိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားကြောင်းဒေသပြည်သူများကဆိုကြသည်။